ါပါရှင်။ဆီယမကြီးခင်းနေယူရေးသားထားတဲ့ရွှေတမဆိုတဲ့ဝတ္ထုတူလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်။ရွှေတမကဲရွေးတာတမီလေးခင်မာလာမွေဖွား၍မလာပါလင်လေဥထွန်အေးတို့အဖို့ထိုများစိတ်ပူပန်မည်မဟုတ်ပေ။ ယခုမှတမီလေးကိုမွေးသည့်နေ့မှစ၍သူသည်အစဉ်ပူပန်ခဲ့ရသည်ယခုညလိုအခါမျိုးတွင် အိတ်လိုပင်မရလောက်အောင်စိတ်မှလှုပ်ရှား၍နေပေသည်သူတမီလေးသည် အသက်20ပင်ပြည့်တော်မည်ထိုအနှစ်20ကာလပတ်လုံးသူသည်စိတ်ပင်ပန်းမှုဝေဒနာကို အစဉ်ခံစားလာခဲ့ရပေသည်အိတ်ခမ်းမှထ၍ဘီတကယ်မကြီးမှသူသည်ခြံတွင်သို့ဆင်းလာခဲ့သည် မိုးဥဖြစ်၍လေထဲတွင် မိုးတက်နှမ်းသည် ပါလာခဲ့လေသည်အိမ်ထဲတွင်ပူအိုက်သလိုဖြစ်နေပေသည် သူသည် စပယ်ယုံများပြီးရှိခုံနှန်းပေါ်တွင်ထိုင်၍လေကိုမမှန်ရှူ၍နေသည်မိုးသားများမရှိသေးခင် လာသည် ဝင်းပစွာတာနေသည် သူမျက်လုံးများသည် စပယ်ပွင့်များပေါ်သို့ရောက်သွားသည်လာရောက်ဖြင့်ပွင့်အားလာကြပြီဖြစ်သော စပယ်ဤငွေဝတ်လွားများမှာရရဲ့ဆက်ဆက်ပင်လှပနေပေသည်ချိုဤသောယနံ့သည် သူဝင်းခြင်းဝဲတင်းပြန့်နေ၏ တည်ရွက်များလည်းငွေရောင်တောက်၍ဖြင်းညင်းစွာလှုပ်ရှား၍နေပေသည်ထိုကဲ့သို့လာပါသောညများတွင် သူသည်မခင်သူနှင့်တွေ့ခဲ့သည်မဟုတ်ပါလောနူးညံ့ပြည့်ပြည့်သောရင်ရင်လေးနှင့်ချောမွေသောမခင်သူ၏မျက်နှာကို လာရောင်အောက်တွင် တွေ့ခဲ့ရလေသည်ဒီတို့စွာနှင့်နီနောနေကြသည့်ချစ်သူစကားသံတို့မှထိုစဉ်ကနှစ်သက်၍မဆုံးခဲ့ပေယခုလိုစပယ်ယုံနာမှာတော့မဟုတ်ပေသူတို့နှစ်ဦးတွေ့စဉ်က မခင်သူတို့ channel ရှိ user ပင်အောင်မှာဖြစ်ခဲ့သည်။လာရောက်မှာ user အရွယ်များကြားမှလက်၍ထင်နေသည်။ညင်ဤလေးတွင် user ပန်းပွင့်ရနံ့များသည်တင်ပြန်လာသည်။များသောအားဖြင့်သူကချစ်စိတ်မွန်းတတ်သည်။မခင်သူလေးဤလိမ္မာမှုကြောင့်သူတို့ကြွကြွလွန်လွန်မဖြစ်ကြ။ထိမ့်သိမ့်နိုင်ခဲ့ကြသည်။ငယ်ရွယ်သူချစ်သူချင်းယခုလိုတိတ်ဆိတ်သောညတွင်တွေ့ရသည်မှာချမ်းမြေ့ရွှင်လန်းပွဲကောင်းသလောက် ကြောက်စရာအခြေအနေဆိုကိုလည်းဖန်တီးပေးနိုင်သည်မခင်သူကဓမ္မဆံပေးသည်များသောအားဖြင့်လည်းဓမ္မကြောင့်ကိုရှင်၍ပြောတတ်၏သူသည်မခင်သူ၏ပါနုနုလေးကိုသူပါနှင့်အယွေချစ်စိတ်မွန်တိုင်းပြောခြင်းရာ ပြောခဲ့သည်မိမိတို့ကသဘောမတူလဲခင်ကိုမောင်ဝါရအောင်ယူမှာပဲအခုတောင်းနောက်ကောလိမ်မှာသုံးနှစ်ပဲနေရတော့မယ်သူသည်ဓာရွေမကဘလောက်ချစ်ကြောင်ကိုလည်းဒီကချဲ့တတ်သေးသည် သို့သောမခင်သူကမူသူ့ရင်ခွင်ထဲတွင် လာမင်းကို မော်ကြည့်ရင်ပင်ဓမ္မဆန်ဆန်ပြောတတ်သည်လူတွေတောင်မှမမြဲကြပါဘူးမောင်အချစ်ဆိုတာလည်းသင်္ခါရပါပဲတကြိမ်တစ်ခါမှမုန်းချင်လဲမုန်းပေမပေါ့ဘက်နဲ့လှုပ်ပြီးမောင်ဟာခင်ကိုတတလုံးချစ်ရမယ်လို့ခင်ကပြောနိုင်မလဲပြီးတော့လေခင်နဲ့မောင်ဟာအခုမှတွေ့ကြတာမိဘဆိုတာတတလုံးပြုစုကြွယ်ဝပြီးစောင့်ရှောက်လာခဲ့တာမိဘစကားကိုတော့ဘယ်တော့မှမလွန်ဆန်နဲ့ပေါ့ မခင်သူက ထိုသူများပြောလိုက်ရင်သူသည်ဆက်ဆက်ကနာတတ်သည်။သူယောက်ျားပိသားကြောင့်တစ္ဆာမပေါကြောင်းကိုတတိကြီးပြောတတ်သည်။ဒီလိုပြောရင်လေမခင်သူက ပြုံပြုံလေးပင်နေတတ်သည်။ဒါပေမဲ့နောက်ပိုင်းတွင်သူသည်မခင်သူအားတစ္ဆာဖောက်ခဲ့သည်။မလိန်တပတ်လုံး၍စွန့်ပစ်ခဲ့ပြီးနွဲ့နွဲ့ရီကိုယူလိုက်သည်။အတိတ်များသည်တစ်ခုပြီးတစ်ခုပေါ်လာတိုင်းသူစိတ်လှုပ်ရှားမှုသည် ပြင်းပြလာသည်။ သူပင်ယခုဥထွန်းအေးဖြစ်၍မခင်သူလဲဒေါခင်သူဘဝကို ရောက်၍နေပေသည်ပထမတော့သူသည်မခင်သူအချစ်ကို ဖောက်ဖျက်လိုက်စဉ်ကတည့်ရွက်တရွက်ချွေပြစ်သလောက်ပင်စိတ်ထဲတွင်အမှန်မထားခဲ့သို့သောခင်မာလာမွေးလာသည့်နေ့တွင် သမီးလေးဆိုလိုက်ကလေးကရင်ထဲတွင်ဒိန်ငနေဝင်ဆောင်လိုက်သည်ဖယားဖယားသူသည်ဖယားပင်တာမီသည် မခင်သူအပေါ်တွင်တစ္ဆာဖောက်ခဲ့သလိုမခင်သူစိတ်ဆင်းရဲအောင်သူလှုပ်ခဲ့သလိုသူ့သမီးလေးအပေါ်တစုံတစ်ယောက်ကစော်ကားမာကို သူအင်မတန်မှစိုးရိမ်လာသည် သူမှာသမီးနှစ်ဖြစ်လာပေပြီသူသည်ယခုတော့တွေးခေါ်တတ်လာရပေမည်အချိန်ဤကသူမတွေးရင်လည်းမဖြစ်တော့ပေခင်မာလာမှာပန်လေးလိုလှသည်ဒီလိုလှလေးလေးသူကစိတ်ပူလွန်းလေးဖြစ်သည်တခါတခါတွင်ဒေါ်နွဲ့နွဲ့အားသမီးအတွေ့စိုးရိမ်ကြောင်းကိုပြောပြတတ်သည် 哦ဒဲဒီနဲ့ကွယ်တမီးလေးကလိမ်မာပါတယ်သူဇနီးမှာခစ်ဆန်သူပြီးပြီးသူ့ကိုဒဲဒီဟုခေါ်သည်သူရင်ထဲတွင်ပိုဆိုးသွားသည်မခင်သူသည်လည်းလိမ်လိမ်မာမာနှင့်ယူယူသားသားပင်ဖြစ်သည်လာရောက်မှာအနှင်းငယ်မှိန်သွား၍သူ့အတွေးကိုရန်နာလိုက်ခါကောင်းကင်ကိုမော်ကြည့်လိုက်သည်မိုးသားများတက်လာ၍မိုးဝဲလေးများပင်တပေါက်နှစ်ပေါက်ကြာလာသည်ထိုင်နေရာမှထိုင်ရင်းမည် သူမချစ်တော်ပြီဖြစ်သောမခင်သူကိုတတိယနေပြန်သည် သူသည်မိုးဆူမဆိုး၍မခင်သူကိုယူဆနာပင်အောင်မှထွေးနေတတ်သည်သည်မဟုတ်ပါလော။သူသည် တဖြည်းဖြည်းသူဝင်ခဲ့သောဘေးတကားမကြီးမှရရွေ့မင်းမိန်နေသော လာရောက်နှင့်ပြင်ပကိုလန်၍ကြည်နေမိပြန်သည်။ဟင်။သူအတန်များပင်ထွက်သွားသည်။သူမြင်ရသည်မှာတကယ်မှပင်ဟုတ်ပါလိမ့်စား။တကယ်တော့တကယ်ပဲဖြစ်သည်။ ပရောပင်အောက်တွင်ယောက်ျားလေးနှင့်မိန်းကလေးနှစ်ယောက်မတ်တပ်ရက်၍ဖတ်ထားသည်။တဖက်မှဝင်နေသောလာရောင်ဖြင့်မိန်းကလေးကို သူကောင်းစွာမြင်ရသည်။မိန်းကလေးမှာသူသမီးခင်မာလာပင်ဖြစ်သည်။ယောက်ျားပြိုသည် သူသမီးကိုယူရစွာနမ်း၍အပြင်သို့ထွက်သွားသည်။မကြာခင်မှာပင် သမီးလေးခင်မာလာမှာမောင်ရိပ်တွင်ပျောက်ကွယ်သွားတော်သည်။သူသည်ကြိုးစား၍အိယာခန့်သို့ရောက်အောင်လာရသည်။ပြီးလင် အိပ်ပျော်အောင်မနေလုံနေရသည်။ တရေခြောက်ခံရသလိုဖြစ်နေတော့သည်သူကိုယ်သူဝစ်လဲပြီးဟူထင်းနေသည်ဖရာသကြားမလို့မခင်သူအပေါ်ကစော်ကားမိတာတွေဟာတမီလေးအပေါ်မကြောက်ပါစေနဲ့သူသည်ကဒုံကရင်ပင်ဆူတောင်းနေမိသည်ဒေါခင်သူဤခင်မောမှာဥအောင်ကျော်ဖြစ်သည် collected family ကိုပုံဖော်နိုင်ရန်အတွက်ဥအောင်ကျော်မှာတငယ်ချင်းများနဲ့စုပေါင်း၍လုပ်ငန်းတစ်ခုကိုတည်ထောင်ထားသူဖြစ်သည် ြည်သူကောက်ပဲသီးနှင့်ရောင်းဝယ်ရေးလီမိတက်တွင် မန်နေဂျာဖြစ်ပေသည်သူတို့သည်စံစဘာတွင်မကတင်းငယ်မွေးမြူရေးနှင့်ရှမ်းပြည်နယ်တွင်စီတပ်ဘူးလုပ်ငန်းများလုပ်ကိုင်ရာတွင် အတော်တိုးတက်လာပေသည် သူသည်လယ်သမားတွင်နှင့်လေယော်နောနေသည်ကျွေးနာတွင်နှင့်လေနေတတ်သည်ယနေ့နေ့နဲ့မှာတနင်္ဂနွေနေ့ဖြစ်တော့လဲဦးအောင်ကျော်သည်အစီအွေတစ်ခုအတွက်မနေ့အစောကြီးပင်သွားစရာရှိလေသည် သူအဝတ်စားလဲနေစဉ်ဒေါခင်သူသည် အနီးသို့ရောက်လာလေသည် ဒေါခင်သူမျက်နှာကြည်ရသည်မှာနွမ်းနေပုံရသည်ခင်ညတော်ကအေးလို့မရဘူးလားဒေါခင်သူမှာညာကတကယ်ပင်အေး၍မရပေဟုတ်တယ်အကိုကြီးတအားကြောင့်စဉ်းစားမိလို့ပါခင်ရလဲကွာတအားမငယ်တော့ပါဘူးသူ့တငယ်ချင်းအိမ်မှာအိပ်မယ်ဆိုရင်အိပ်မယ်အကောင်ပါညာကလည်းမမဟုတ်ပါဘူးသူပြန်လာလို့အိပ်ချင်နေတဲ့ရင်လည်းနေပါစေမအိပ်ရင်တော့9နိုင်လောက်ကျရင်ကားနဲ့အကိုကြီးစီလွတ်လိုက်နော်အကိုကြီးအခုတော့လမ်းလျှောက်သွားမယ် ဦးအောင်ကျော်သည်အဝတ်အစားလဲပြီးထွက်သွားတော့သည်ဒေါခင်သူမှခြံအတွင်းလမ်းလျှောက်ရင်းပင်ตาအကြောင်းကိုစဉ်းစားနေမိသည် အထူးသဖြင့်ညာကဦးထွန်းအေးကိုတညာလုံးတတိယနေသည်ဆိုရင်ပုံမူ၍မှန်ပေလိမ့်မည်ခင်ယာတခါတော့အတွေ့ခံစမ်းမှာမောင်တငယ်ချင်းအိမ်မှာဖုန်ကြီးဆွန့်ကျွေးရှိတယ်ဆိုပြီးမောင်ညာပဲတငယ်ချင်းအိမ်မှာအရင်နဲ့ခင်နဲ့လာတွေ့မယ်ဦးထွန်းအေးသည်သူ့ကိုဒီလိုပဲပြောခဲ့သည်မိဘများကိုလည်းဆွန့်ကျွေးကိုအကြောင်းပြပြီးအိမ်မှထွက်လာတတ်သည် သူသားလေးရောညခါများသူချစ်သူစီသွားနေလိမ့်မည်လားဥထွန်အေးဤသစ္စာဖော်မှုကြောင့်ဥထွန်အေးအားကြိုးစား၍မေးပြောက်ပြစ်ပေမဲ့ဒေါခင်သူအဖို့မှာတသက်သက်ပင်ဖြစ်နေလေသည်တာဦးလေးပင်အသက်24နှစ်ကျော်ခဲ့၍ယခုဆိုလင် BSC အောင်တော်မည်သူကတော့ဥထွန်အေးကိုမမေ့နိုင်ပေဒေါခင်သူမှာတနည်းအားဖြင့်ကံကောင်းသူဟုဆိုရပေမည်ဦးအောင်ကျော်ကသူအားငုံထားမတတ်ချစ်ရှာသည် မခင်သူအပေါ်တစ္ဆာရှိပေသည်တကယ်ယောက်ျားပီတာပေသည်ခင်ရဲ့ကိုကူမှ तू ကမချစ်တော်တာပဲဟာတိတ်စီစီရဲ့မခံမနဲ့ကွာဟုဒေါခင်သူတခါတလေငိုင်၍နေလင်းဒီလိုပဲဥအောင်ကျော်ကပြောတတ်သည်ဥအောင်ကျော်သည်ဒေါခင်သူဖြစ်ပျက်ခဲ့သမျှကိုအာလုံးတည်သူဖြစ်သည်မမေတာခေါ်တန်ကြ၍အတွေ့ရခါဒေါခင်သူမှခြံဝါးသို့လှမ်းကြည့်လိုက်၏ဟောတားပြန်လာပြီလား ော်ခင်သူသည် ရှိသူတိုး၍သားကိုဖက်လိုက်သည်ဖီဖီရောမမေကိုရေးဖီရောသားကိုလိုက်ပို့တယ်ခြံဝါကပဲပြန်လွှတ်လိုက်တယ်သူတို့ဧည့်သည်တွေပြန်ပို့ရအောင်မေစကားပြောနေသောသားမျက်နာကိုဒေါ်ခင်သူကအကဲခတ်တယ်လို့ကြည်၏ဖီဖီအစီဝေးသွားတယ်ဒီနေ့မမေနုထမင်းကြိုထားတယ်ကဲကဲလာဒေါ်ခင်သူသည်သားကိုထမင်းစားကန်းသို့ခေါ်သွားသည်နုထမင်းနှင့်ကော်ဖီပြင်ခိုင်း၍သူသားအနီးမှထိုင်နေသည် နနေခင်ဤနေရောင်ကြီးမှာ ပဒင်းမှဝင်၍အခန်းထဲတွင်လင်းနေသည်နနေဤနေရောင်ကြီးသည်လိုသူ့သားမျက်နာသည် တောက်ပနေသည်ဟုထင်သည်ဇပွဲပေါ်မှာနင်းစီဖြူကဲ့သို့သူ့သားမျက်နာသည်နုပြိုလက်ဆက်နေသည်ဟု သူကထင်သည်ကြော်သူသည် နုထမင်းတောက်ရင်တစ်ချက်များတန်းလိုက်သည်ตาညာကောင်းကောင်းမအေးရဘူးထင်တယ်ဒေါခင်သူမေးလင်ကြော်သူသည်ရုတ်တရက်မျက်နာပြက်သွားရမှအင်ဒရီဆဲကပြန်ပြောသည်အေးရပါတယ်မမီး မနေ့က၄နာရီလောက်ထားရလို့ပါဒေါခင်သူစိတ်ထဲထင်သွားတော့သည် ဟုတ်ပါသည်ညာကသူ့သားအိယာမီမဟုတ်ပေခင်နဲ့တွေ့တယ်ညာဆိုရင် နောက်နေ့မနေ့ကျတိတ်အီချင်တာပဲဒါပေမဲ့မောက်မှာတနေလို့ဟန်ဆောင်နေရတယ်နေကင်းအိမ်မိမိတို့ကညာကအိပ်ပြက်လာပါလားစစ်မဆိုးလို့ဥထွန်းအင်းနဲ့သူတို့ကဒီလိုပဲဖြစ်ခဲ့သည်ခင်များပြောင်းလဲလာသည်နှင့်အမျှဝစ်စားတစားအမှုပညာဂီတများပြောင်းလဲသွားကြမည်ဖြစ်ပေသည် ချစ်ချင်းဆိုသည်မှာပြောင်းလဲပေးလိမ့်မည်မဟုတ်။ဥထုံအေးနေဒေါခင်သူငယ်စဉ်ကချစ်ခဲ့ကြသလိုပင်ကြော်သူသည်လည်းသူ့ချစ်သူနှင့်ချစ်ပေးလိမ့်မည်။ကဲပါလေ။တာခဏမင်းလိုက်ရင်ကောင်းမယ်။မမေတော့မင်းဖေဖေစီကားနဲ့သွားကြဖို့ဝင်းမောင်ကိုပြောလိုက်အောင်မယ်။ဒေါခင်သူသည်နောက်ဘက်လေကားမှ channel သို့ဆင်သွားသည်။ညကတိတ်လာတာ။လကလည်းဝင်းနေတာ။သားမှာတော့ချစ်သူရှိနေပြီလေ။ဒေါခင်သူတယောက်တည်းတွေးနေတော့သည်။ ကားလွပြီးအိမ်နေသူပြန်လာ၏သူသားအိမ်နေသောအခန်းသို့ဝင်သွားမိသည်ကျော်သူသည်မအီသည် ဆောင်းချုံ၍ပလက်လန်နေသည်ပဒင်မလီအီများသည် အထေသို့ ဝင်လာနေသည်ညကခင်မာလာနှင့်တွေ့ခဲ့သောအချိန်များသည်နှလုံးသားကိုရိုက်ခတ်နေသည် မျက်စိမိတ်လိုက်တိုင်းခင်မာလာ၏ပားပြင်းနုနုလေးကိုမှုခဲ့ရသည်ကိုထင်ထင်ရှားရှားပေါ်လာသည်သူသည် ဆောင်းကိုလှည့်၍မျက်လုံးဖွင့်လိုက်သည်မမေ သူလန့်သွားသလိုအော်လိုက်တော်ခင်သူမသူ့ဘေးတွင် မာမာကြီးရက်နေသည်။ပါတော့အိမ်နိုင်မှာမဟုတ်ပါဘူးကွယ်။တော်ခင်သူက ပြုံ၍ပြောလိုက်၏။ကြော်သူမလုံတော့ပေ။မျက်နာလည်းမထားတတ်သလိုဖြစ်လာတော့၏။မော့ကြည့်လိုက်တိုင်းမိမိဤပြုံပြုံကြီးဖြစ်နေသောမျက်နာမှာတညာဘာလို့တလဲဆိုတာမိမိသိပါတယ်ဟုပြောသလိုဖြစ်နေတော့သည်။သူသည်ငုတ်တုတ်ထိုင်လိုက်၏။မမေသူ့ဘေးတွင်တော်ခင်သူမထိုင်နေသည်။ သားမချစ်သူရှိနေပြီဒေါ်ကင်သူ မတုံလို့ပါငကိုကားပင် ရိမ့်မိပြီးဖြစ်သည်အေးပေါ်ဘသူလဲရှင်းနေဆိုသားလဲကြောင်းထွက်ရတော့မှာပဲသားယူမဲမင်းကလေးကခင်မာလာတဲ့လေဝင်ဥထွန်းအေးသမီးပဲဥထွန်းအေးသမီးဟုတ်လားဒေါ်ကင်သူမှဒီတခါတော့အတော်တုံလို့သွားသည်ယခုဘဝတွင်တဖန်ပြန်၍မင်းချင်းဆိုင်တော်မှာမဆိုင်လို့တော့ပြီဖြစ်တော့ကိုထွန်းအေးသမီးကိုမှ သူ့သားကသွား၍ချင်မိပေသည် သားပဲပြီလာတော့တိုင်မြင်သေးတာပေါ့ဒေါခင်သူသည် အခန်းတွင်မှထွက်လာသည်ဦးအောင်ကျော်ပြန်လာ၍ထမင်းကျွေးနေတော့လဲသူစိတ်မပါလှပြီထမင်းစားပြီးပြီးချင်းသူ့ရဲ့ခန်းကိုတက်လာတော့သည်ဦးအောင်ကျော်မှနောက်မှဝင်လာ၍ဒေါခင်သူနှင့်အတူကရင်ပေါ်မှထိုင်နေသည်ခင်နေမကောင်းပြန်ဘူးလားကောင်းပါတယ်အစ်ချင်လို့ခင်ကသားကိုစိုးရင်လွန်နာကိုသားအိပ်ပြီလားဟုတ်တယ်ဒေါခင်သူစောင်းတထဲကိုခြုံကလှဲ့အေးရင်း ပဒင်းဘက်ကိုငင်းနေသည်။တားမှာချစ်သူရှိပြီအကိုကြီးရဲ့။သူရှိနေစမ်းမှာလက်တက်ချင်တယ်ထင်ပါရဲ့။ညာခင်ပြောတာမှန်မှန်မူလား။ तू မအိပ်ဘူး။ဘာကွယ်။တားကမအိပ်ဘူး။ဦးအောင်ကျော်သည်ဒေါခင်သူပကုံကိုဆွဲ၍မေးလိုက်သည်။ဟုတ်တယ်။ဒီလောက်လာတဲ့ညမှာတားဟာခင်မာလာကိုတွားတွေ့တာပေါ့။ခင်မာလာကကုထွန်းအေးသမီးတဲ့။ခင်တော်ဖြင့်ကလေးတွေကိုလည်းတနာတယ်။ကုထွန်းအေးကိုတော့မျက်နှာချင်းမဆိုင်နဲ့တော့ဘူး။ ဦးအောင်ကျော်သည်အတန်ကြာအောင်ငိမ့်တဲ့နေရာမှသူဇနီးကိုဆွဲယူပွင်ခင်မာလာကိုအကူကြီးမြင်မှုပါတယ်ပညာလဲတော်သားပဲလိမ်မာပါတယ်တဲ့တည်င်းတော်ကြာဘူးပါတယ်ဒါကမြစ်တာရှိနေပြီပဲကွယ်ခင်ရဲ့တခုစဉ်းစားစမ်းပါကုထွန်းအေးကခင်ကိုတစ္ဆာဖောက်ပြီးနွဲ့နွဲ့ရီကိုယူသွားတော့ခင်ဘလောက်စိတ်ဆင်းရဲရသလဲသူမိဘတွေပဲလိုက်သွားတာပဲမဟုတ်လားအခုလေတားခါများမယူရင် ခင်မာလာဘလောက်စိတ်ဆင်းရဲရမလဲစဉ်းစားလေ တို့များတရားမျှတတဲ့မိဘဖြစ်အောင်ကြိုးစားရမှာပဲခင်ဒေါခင်သူသည်ငြိမ်သက်၍ပင်နေ၏ဥထုံအေးဤကနာမငင်ယောဂမှာအိယာတဲကပင်ထား၍မရပြီနေခင် စနန္နာဤထိုးလိပြီသူအမိန်အတိုင်းဒေါ်နွန်းရဲကြီးမှာတမီးကို စစ်ဆေးနေသည်မကြခင်ပင် သူဇနီးသည် အခန်းထဲသို့ဓပုံတစ်ခုကင်ရင်ဝင်လာသည်ကဲဒဒီရဲ့တိတ်စိတ်ပူမနေပါနဲ့ထားစမ်းမအောင်ဥထုံအေးကိုအိယာမအသာဆွဲထူလိုက်သည် ဒီမာဒယ်ဒီတမလောင်းကိုကြည်စမ်းမမီးအကုန်စုံစမ်းပြီးပြီမန်နေဂျာတထီလေးဥအောင်ကျော်ဒေါခင်သူရဲ့သားပေါဥထွန်အေးဒီဓာတ်ပုံကိုကင်ရင်တုံသွားသည်မေယိုကာကနေရွက်ကြီးကြီးနဲ့မျက်လုံးမျက်ဖန်ကောင်းသည်အမေဒူသားပင်ဖြစ်သည်ကောင်လေးကသူ့မိဘတွေကိုရှင်းနစ်စမ်းမှလက်ထပ်ဖို့ပြောမယ်တဲ့ဒက်ဒီမပူနဲ့တော့ဒီကောင်လေးယူတာတော်တာပတ်စံရှိတာတွေဟာအန်ဒီမြင့်စင်းထဲမှာရှိပြီးသားပါအန်ဒီမြင့်ဆိုသောအတော်ကြီးမှာ လူကုန်တဲ့မုတ်ဆိုးမကြီးဖြစ်သည်အထက်တန်းလွှာသားသမီးများကို စရင်လှုပ်၍ဖလဲနေသောမိန်းမကြီးဖြစ်သည် BCA class 1 class 2များကိုလည်းသူစရင်ထဲတွင် တွေ့နိုင်လေသည်ဦးထွန်အေးသည် အခုထိလှုပ်မရသို့သောစိတ်အနှဲငယ်တော့ဤသွားပေသည် သူကိုစော်ကားမည်သူမဟုတ်သည်ကိုပင်စိတ်ထဲမှကြည်၍ဝမ်းသာမိသည်အေးလီဦးအောင်ကျော်နဲ့လည်းဒယ်ဒီနဲ့ခင်သားပဲစုံစမ်းသေးတာပေါ်မှာမီ အမေဒယ်ဒီရဲ့ အနေမြင့်လဲလွှဲလိုက်ရင်ပြီးတဲ့ကိစ္စပါ။မခင်သူနဲ့တူလိုက်လေကွယ်။သူသည်သူစနီးကိုပင်ပြောနေလေသည်။ဒေါခင်သူတို့ကစင်ရဲသူများမဟုတ်ပေ။ခင်မာလာနဲ့မောင်ကျော်သူလက်ထက်ရေးမှချော်မော်၍လာလေသည်။ယနေ့စိတ်သက်သည်နှင့်ဖြစ်လေသည်။ပရိသတ်များအတီးတီးထပြန်သွားကြလေပြီ။ဦးအောင်ကျော်မလေးဒေါ်နွဲ့နွဲ့ကြီးနဲ့စကားလက်ဆုံးကြနေလေသည်။ ဒေါခင်သူသည်ယွန်းတတငယ်လေးတစ်ခုနှင့်စာတအိတ်ကိုဥထွန်းအေးအားပေးခဲ့၍နှုတ်ဆက်ကားထွက်လာခဲ့သည်။ကဲအကူကြီးရေခင်တို့ပြန်ကြအောင်စို့ခွင့်ပြုပါအောင်ဒေါ်နွဲ့နွဲ့ကြီးဒေါ်နွဲ့နွဲ့ကြီးမှာပြုံ၍ကြမ်းရစ်သည်။ဥထွန်းအေးသည်ကားပေါ်သို့တက်သွားသောဒေါခင်သူတို့ဇနီးမောင်နှံကိုငင်းနေသည်။ဥအောင်ကျော်ဤမေတ္တာစစ်ကိုခိုလုံရသောဒေါခင်သူမှာလန်ဆက်နုပြိုလျက်ရှိသေးသည်။ယူသားသောအလှသည် ဘယ်တော့မှမယိုးဆိုသလိုပင်ဒေါ်ခင်သူသည်မယိုးသောအလားဖြင့်လာနေပေသေးသည်ဦးထွန်းအေးသည်အိတ်ခမ်းထဲသို့ဝင်လာ၍တက်တာလေးကိုဖွင့်လိုက်သည် အထဲတွင် စာများဖိုင်တွဲလျက်တွေ့ရသည်ငယ်စဉ်က သူရေးခဲ့သောချစ်သမျှကိုစာများဖြစ်လေသည် တော်ပေသည် သူကတော့မခင်သူစာများကိုမိမြိုက်ပစ်ခဲလေသည် စာများအောင်မှ သူလူမျိုးတုံးကဓာတ်ပုံဖြစ်သည် သူသည်နောက်ဆုံးလက်ထဲရှိစာအိတ်ကိုဖောက်၍ဖတ်လိုက်သည်စာရွက်ပေါ်တွင်ကဒေါခင်သူဤလက်ရည်ဖြင့်မဇလီပင်ပြူအောက်ပေါက်လာတဲ့ရွှေတမာခါချက်ကနာရည်စည်းရဲ့တကားရည်သားရဲ့တလက်သူများလိုတို့မရိုင်းနေတိုင်းသိပါရဲ့ထိုကြပြကလေးပဲပါလာလေသည်ရည်တော့မခင်သူရဲ့ရည်တော့ရည်နိုင်ပါလေမောင်ကခါခဲ့မိပေတာကို သူသည်ကြည်ကွေးစွာပင်ပြောလိုက်ပါသည်ဆီယမကြီးခင်းနေယူရေးသားထားတဲ့ရွှေဓမဆိုတဲ့ဝတ္ထုတို့လေးကတော့ဒီတယ်မဲ့ပြီးဆုံးသွားခဲ့ပါပြီ။ နာဆင်ပေးခဲ့ကြတဲ့ချစ်တော်ပရိသတ်များအားလုံးကိုစိတ်နှပြရွှင်လန်းချမ်းမြေ့ကြပါသည်ရှင်။